နီချဝအလုံးမင်္ဂလာပါကျမတို့တွေအန်တိုစမတူမီခန်းချင်းတွေဒါဒီနေ့ကနောက်ဆုံးနေ့လေးပေါ့နော်နောက်ဆုံးနေ့ရဲ့ဒုတိယနောက်ဆုံးဗီဒီယိုလေးပါဆိုရင်ဒီဗီဒီယိုရဲ့ပထမအုပ်ဆုံးစကားလုံးလေးရကြတော့ဒီမှာဒီဘိုးရှိတဲ့ဘိုးရှိလို့ရေဘိုးပေါ့နော်အုတ်ထုတ်ဆိုတဲ့ခန်းကြီးလေးကအုံယုံအုံယုံမီပဲရှိတယ်ခွံ့ယုံမီမရှိဘူးအဲ့ဒီဘိုးရှိလေးကဘိုးဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကြတော့ ဒီကုဒမူတီကရှိနေပေါက်လိုက်တဲ့ချိန်မှာဘိုးရှိကျမတို့တီးပြီးသားအုတ်ထုတ်ပေါ့နော်အဲဆိုရင်ဒီမှာဆေးဘိုးဆေးဘိုးဆိုတော့ဒါလေးကကန့်တတ်ထားတဲ့ယူနီဖောင်းလို့ရဲ့ဆေးဖုကုလို့ရဲ့ဆေးပေါ့နော်ကန့်တတ်ထားတဲ့တတ်မှတ်ထားတဲ့ဆိုတဲ့ခန်းကြီးလေးအဲဆိုတော့တတ်မှတ်ထားတဲ့အုတ်ထုတ်ဆိုတော့ဒါကယူနီဖောင်းအုတ်ထုတ်ပေါ့ဆေးဘိုးဆိုရင်ယူနီဖောင်းအုတ်ထုတ်အုတ်ထုတ်ဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ဒီမှာချောဆိုတဲ့ ဒီအစိုးရယုံဘုတ်အဖွဲဆိုတဲ့အစိုးရနေဆိုင်တဲ့ယုံတွေအဲ့လိုနေရာမှာတုံးတဲ့ချောလေးဖြစ်ပါတယ်။ဒါဆိုရင်ဒီမှာကျတော့ခန်ချော့ခန်ချော့ဆိုတော့ခရိုင်ဝီယုံပေါ့နော်။ဒါဆိုရင်ဒီမှာရှာခိုင်ဟိုခန်ချော့ရှာခိုင်ဟိုခန်ချော့ဆိုတော့ဒီလူမှုအာမခံရဲ့ယုံပေါ့နော်။လူမှုအာမခံနေဆိုင်တဲ့ယုံလူမှုအာမခံမှုယုံပေါ့နော်။ဒါဆိုရင်နောက်တစ်လုံးလေးကကျတော့ခန်ဆိုတဲ့ဒီခန်ဆိုတဲ့ ီအစိုးရနဲ့ဆိုင်တဲ့အဆောက်အဦတွေကိုတုံးတဲ့နေရာမှာဒီခင်ကိုတွေ့တော့ပါလေဒါဆိုရင်ဒီမှာကျတော့ချောခင်းဆိုတော့အသွင်းအသွင်းဝင်ချုပ်ပေါ့နော်အသွင်းအသွင်းရေးဝင်ကြီးရုံပေါ့အဲ့လိုမျိုးအသွင်းဝင်ချုပ်ဆိုတဲ့ချောခင်းဖြစ်ပါတယ်ဒါဆိုရင်ဒီမှာကျတော့ခေခင်းပေါ့နော်ခေခင်းဆိုတော့ဒါရေအုပ်ပေါ့နော်ရေအုပ်ဆိုတဲ့အသိပ္ပိဒါဆိုရင်နောက်တစ်လုံးလေးကကျတော့နိုဘိုရုဆိုတဲ့ တက်ဒီဆိုတဲ့ခန်းကြီးလေးပေါ့နော်။သူကလေးပဲဒီတက်တာဒီလေကားတွေတက်တယ်၊တောင်တွေတက်တယ်အဲ့လိုမျိုးနေရာမှာလေသွေးသုံးလို့ရပါတယ်။ပြီးကြတော့သူကဈေးနှုန်းတွေတက်တယ်အဲ့လိုမျိုးနေရာမှာလေသွေးသုံးလို့ရတယ်။ဒါဆိုရင်နိုဘိုရုပေါ့နော်။ဒါဆိုရင်ဒီမှာဒီစကလုံးလေးပေါ့နော်။ဒါလေဥေဆိုတဲ့ခန်းကြီးလေးတစ်ခါကြောပေါ့နော်။ကြောတက်ဒီဆိုတဲ့အတိတ်ပေကိုယူပြီးတော့မှဒီမှာဒီ နိုဘိုရူရဲ့အုံယုံမီရှော့နဲ့ပေါင်းပြီးတော့မှဂျောရှော့ဂျောရှော့မြင့်တက်ခြင်းအပေါ်လိုမြင့်တက်ခြင်းပေါ့နော်သူကကျတော့ဒီလေကားကနေအပေါ်ကိုမြင့်တက်တယ်ပစ္စည်းတစ်ခုကိုအပေါ်ကိုမြင့်တင်လိုက်တယ်အဲ့လိုနေရာမှာလေတွေးတုံးနေပြီးကျတော့ဈေးနှုန်းတွေတက်တယ်အဲ့လိုမျိုးနေရာမှာလေတွေးတုံးပါတယ်ဆိုရင်နောက်သကလုံးလေးကကျတော့ဒီအရာဝဆုဆိုတဲ့စာရေးသားတယ်ဆိုရင်ဖော်ပြတာမဟုတ်ဘူးနော်ဒီနေရာမှာကျတော့ တန်ထွက်တူတွေပေါ့နော်ဟိုအရာဝါစုဖို့ပြတာ ਨੇ ဒါဆိုရင်ဒီမှာကျတော့အရာဝါစုဆိုတဲ့အတန်ထွက်ရှိတဲ့စာရေးဒီပေါ့နော်စာရေးဒီဆိုတဲ့အတိတ်ပဲဒါဆိုရင်သူကကျတော့ဒီမှာ e ထွက်မယ်ရှိ e ပေါ့နော်ဒီအခြေအနေနဲ့ပြောမယ်ဆိုရင် et 0ရှိပေါ့နော် et 0ရှိ 2k တော့ဆိုတော့ထင်ရှားတော့ဆိုတော့အတိတ်ပဲပေါ့နော်ဒီစာရေးတဲ့သူက 2k ထင်ရှားပါတယ်ဆိုပြီးတော့မှတ်လို့ရတယ်ပေါ့နော်ဒီစာရေးဒီရောမှတ်မယ်ပြီးကြတော့ဒီ et 0ရှိတခါနဲ့ adjective နဲ့ above ကိုတွဲမှတ်မယ်ဆိုရင်စာရေး သူကထင်ရှားတဲ့စာရေးသူဖြစ်ပါတယ်ဆိုပြီးတော့မှတ်လို့ရတယ်သူကကြတော့ပြီးကြတော့နန်းနီနန်းနီချောဆိုပြီးတော့မှသူ့မှာချောဆိုတဲ့ဥယျာဉ်ရှိပါတယ်နန်းနီနန်းနီချောဆိုရင်ဒီစာကိုရေးထားတဲ့နန်းနီနန်းနီချောပေါ့နော်အဲ့လိုမျိုးစာရေးသူကလပ်ပါဆိုပြီးတော့မှကလောင်နာမည်တွေကိုရေးတဲ့အချိန်မှာလည်းဒီနန်းနီနန်းနီချောဆိုပြီးတော့မှရေးလို့ရပါတယ်ပြီးကြတော့ဒီနောက်တစ်လုံးလေးကကြတော့ချောရှပေါ့နော်ချောရှချောရှကကြတော့စာရေးသူပေါ့နော်ကလောင်နာမည်တွေပြောတဲ့အချိန်မှာချောရှကိုတွဲသုံးလို့ရပါတယ်နန်းနီနန်းနီချောဆိုရင်ဒီစာကိုကလပ်ရေးတယ်ပေါ့နော်ကလပ် ကလကလပုတ်ကိုကရေးသားထားပါတယ်ဆိုပြီးတော့မှသွေးတုံးတဲ့အချိန်မှာဒီချော့ကိုသွေးတုံးပါတယ်။ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ရှင်မဲရုဆိုတဲ့နေရာယူသည်ဆိုတဲ့ခန်းကြီးလေးသူ့မှာလည်းဒီအနောက်မှာဥထွက်မယ်ဆိုရင်ဥဒနာဥဆိုတဲ့ဘေဘီဟောကြီးဆိုတဲ့အတိတ်ပဲရှိတဲ့ခန်းကြီးလေးဖြစ်သွားပါတယ်။အကြောင်းမလို့ရှင်မဲရုနေရာယူသည်ဥဒနာဥဘေဘီဟောသည်ဆိုပြီးတော့မှတခါနဲ့မှတ်သားထားလို့ရပါတယ်။ဒါဆိုရင်နောက်တစ်လုံးလေးကကြတော့ဒီမှာစုပုဆိုတဲ့အစစ်အစမ်းဆိုတဲ့ခန်းကြီးလေးပေါ့နော်စုပုစုပုဆိုတဲ့အစစ်အစမ်းဒါလေးကခိုမဲခန်းကြီးလေးဖြစ်တဲ့အကြောင်းမလို့ပေါ့နော်ဆန်စပါးတွေကဒီမှာ ဒီဆန်းအပြင်တွေကပေါ့နော်ဒီလိုထောင်လာပြီဆိုရင်မတက်ရက်လာပြီဆိုရင်သူကကြတော့အစိတ်တွေရှိလာရှိလာပြီဆိုပြီးတော့မမှတ်လို့ရတယ်ပေါ့နော်ဒီမှာဒါဆိုမတက်ရက်လာရယ်ပေါ့နော်တကယ်တမ်းကျတော့ဆန်းအပြင်တွေကဒီလိုထောင်နေလို့ရှိရင်အဆန်မကောင်းပေါ့နော်ဒါပေမဲ့ဒီမှာကျတော့ပြောင်းပြန်နေနဲ့ဒီလိုခန့်ကြီးလေးကိုမမြင်အောင်လို့မလိုက်တာပေါ့နော်ဒီမှာစုပ်ဖို့ဒီဆန်စပားပေါ့နော်ဒီခိုးမေးဆိုတဲ့အပြင်လေးတွေကမတက်ရက်လာပြီဆိုရင်အစိတ်လေးတွေရှိလာတယ်ဆိုပြီးတော့မှမှတ်လို့ရတယ်ပေါ့နော်အဲဆိုရင်ဒီမှာကျတော့ဒီ B မျိုးဆိုတဲ့ တေးငီဆုံးပစ္စည်းပေါ့ဘီမျိုးနည်းနည်းလေးပဲကွာချရတယ်ဆိုရက်ခန်းကြီးထဲကဒီဘီကိုယူပြီးတော့မှသူ့ရဲ့ဒီစုပုပေါ့နော်အစ်စ်ရဲ့အစ်စ်စုပုဆိုတဲ့ခန်းကြီးလေးရဲ့အုံယုံမြန်ကြတော့ review ရှိပါတယ် review ပေါ့နော်အဲဆိုရင် review ရှိ review ရှိဆိုတာကတကယ်တကယ်ကိုမှအမှုကြည့်မှမှန်ပြောင်းနေကြည့်မှဒါမြင်ရမယ်ပစ္စည်းတေးလေးအဲ့ဒါတွေကို review ရှိဆိုပြီးပြောပါတယ်အမှုကြည့် မှန်ပြောင်းပေါ့နော်အနုကြည်မှန်ပြောင်းနေတာကြည့်လို့ရမယ်ပစ္စည်းတတိလေးဒီလေးပါရှိနေတဲ့အမုံအမွားတတိလေးတွေကိုအဲ့ဒါကိုဗီဒီယိုရှိဆိုပြီးပြောပါတယ်အဲ့ဆိုရင်ဒီမှာကျတော့ ray ပေါ့နော် ray ဆိုတော့ AK သွားတွေဟောက်ပြောတာပါ KYB ပေါ့နော်အဲ့ဆိုရင်ဒီမှာကျတော့ ray ခ ray ခဆိုတော့ရေရေကေးမတ်အောက်ကိုရေကေးမတ်အောက်ကိုရှိနေတဲ့အရာ0အောက်ကိုရှိနေတဲ့အရာဆိုတော့ -1 -2 အဲ့ဒါတွေပေါ့နော်အဲ့ဒါတကယ်တကယ်အရန်ကို AK တယ်အဲ့ဒါကိုရေခဆိုပြီးပြောပါတယ်ဒါဆိုရင် နောက်ဆုံးစကားလုံးလေးကကြတော့ဒီမှာဆတ်ဆွဆိုတဲ့ထူးဒီဆိုတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဆို knife ဖူးတဲ့ဆတ်ဆွဒါနဲ့ထူးဒီပြီးကြတော့ဒီမူရှိမူရှိနီဆဆလေးလို့ဆိုရင်အကောင်စီကနေထိုးချင်းခံရတယ်ချင်းကြိုက်တာခံရတယ်အဲ့လိုမျိုးပြောချင်တဲ့အချိန်မှာဒီဆတ်ဆွခန်းကြီးလေးဖြစ်ပါတယ်အဲ့ဆိုရင်ဒါလေးကဆာရှိမီပေါ့နော်ဒီမှာဒီပီတာဆာရှိမီဒါဆိုရင်ဒီစကားလုံးလေးကတော်တော်လေးအရေးကြီးပါတယ်ရှီကေခီဆိုတဲ့စကားလုံးလေးပေါ့နော်အားပေးဒီဆိုတဲ့ခန်းကြီးလေးသူ့ကိုအပိအမြောက်လုပ်သည်ဆိုတဲ့ခန်းကြီးလေးပေါ့နော်ရှီကေခီကျမတို့ဒီခိုင်းကောမှာဆိုရင်ဒီ အဖိုးဖွားရေပေါ့နော်အိတ်နေတဲ့အချိန်မှာအဲ့လိုမျိုးသူတို့သမင်းတွေကျွေးရတယ်ရေတက်ရတယ်နိုးပြီးတော့မှတက်ရတယ်အဲ့လိုမျိုးဆိုရင်ခိုးရခခေရရှိခေခီဝရှိနာကာရခိုင်းကျော်စုလို့ဆိုပြီးတော့မှပြောတယ်ပေါ့နော်ဒီအပိရဲ့သူ့ကိုဒီလိုမျိုးအခုံးနေနာမည်ခေါ်အော်ပြီးပြောတာတို့ပြီးတော့ဒီပခုံးမှာပေါ့နော်လက်ကလေးနဲ့ပုတ်ပေးတာတို့အဲ့လိုမျိုးပုတ်ပြီးတော့မှရှိခေခီလုတ်တယ်ပေါ့နော်အားပေးတယ်ပြီးကြတော့ဒီတငငချင်းအချင်းချင်းပေါ့နော်အမြဲတမ်းနင်ကျမကို အပီလိုအမြင်နဲ့ကြည့်စုတင်ပါလေဆိုပြီးပြောချင်တဲ့အချိန်မှာလည်းဒီရှီကေခိရှီတဲခရီတဲအရိယာတို့ပေါ့နော်အစ်စုမရှီကေခိရှီတဲခရီတဲအရိယာတို့ဆိုပြီးတော့မှပြောလို့ရတယ်အဲ့လိုမျိုးခန့်ကြည့်လို့ဖြစ်ပါတယ်ဒီရှီကေခိပေါ့နော်အပီတဲ့သူ့ကိုခွန်အားပြည့်စုံအောင်ပြောပေးတယ်အဲ့လိုမျိုးအချိန်ဒီမှာဒီရှီကေခိကိုတွေးတုံးလို့ရပါတယ်ဒါလေးတော်တော်လေးအပြစ်မှလေးတော်တော်လေးတွေးတုံးနေပြီးကြတော့ဒီမိကိုဟောက်မှလည်းတွေးရတယ်ပေါ့နော်ဒီရှီကေခိဆိုတဲ့စကားလုံးလေးအဲ့ကြောင့်မလို့တေချာလေးဒါလေးကိုမဆီချင်ပါလေဒါဆိုရင်ဒီဒီမှာခန့်ကြည့်ပေါ့နော်ဆိုမှသူမင်း and 2 ခန်းကြီးလုတ်ပေးတဲ့အလုံးနေရာရှိနေပေါ့နော်အလုံးနေရာနည်းနည်းကြော်မယ်အဲ့ဒါလေးတွေအကုန်လုံးပေါ့နော်ရသွားမယ်လို့ထင်ပါတယ်ဒီနေ့ကတော့နောက်ဆုံးပေါ့နော်ဒါဆိုရင်လိုက်ကြည့်ပြကြတဲ့မင်းသားဆန်တို့လည်းပြန်မှန်းသွားပြီပေါ့နော်မင်းသားဆန်အုစခါရီဆာမာဒီရှိတာစိုင်းကောမတဲ့မြစ်တဲ့ကိုရတဲ့ဟွန်တိုနီအရီယာတို့ဆိုင်းမရှိတာဆိုရင်ရသွားမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်အလုံးကို